အားလုံးမင်္ဂလာပါနောက်ထပ်ဗီဒီယိုတစ်ခုကနေကြိုဆိုပါရစေကျွန်တော် Fake Master Class Number 7ကနေကြိုဆိုပါရစေเนาะဒီကနေ့ကတော့ကျွန်တော်ရဲ့ဒီ Fake Master Class ကိုကျွန်တော် wrap up လုပ်နေပြီဖြစ်တယ်เนาะကျွန်တော် ဆက်ပြီးတော့ပြောဆရာတော့အများကြီးရှိအောင်မဲ့ဒါပေမဲ့အာဒီသင်ခန်းစာကိုဒီလောက်နဲ့ပဲလောလောဆယ်တော့ခဏအရထားမယ်နော် Fate Master Class number 7အာဒီနောက်ဆုံးအကြောင်းအရာကပါဆိုအာ Fate in Action နော်ကျွန်တော်တို့ယုံကြည်ခြင်းအကြောင်းတွေကျွန်တော်တောက်လျှောက်သင်ခဲ့ပြီးတော့ပြီဒီတစ်ခေါက်တော့ဗာလဲ Action Item တွေကျွန်တော်ပြောပြမယ်နော်ဘယ်လို Action လုပ်ရမလဲနော်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုဘယ်လိုအသုံးပြုရမလဲနော်ကျွန်တော်တို့ အသက်တာထဲမှာကျွန်တော်လောက်ရမယ့်အပိုင်းတွေကိုကျွန်တော်ပြောပြသွားမှာဖြစ်တယ်အာမင်ပြီးတော့ကျွန်တော်ဒီကျမ်းစာထဲမှာဒီယုံကြည်ခြင်းနဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တချို့ဟာတွေ cover လုပ်ခြင်းတွေဟာတွေကိုကျွန်တော်ဒီနေရာမှာလိုတိုရှင်းလေးတွေကျွန်တော် cover လုပ်သွားမှာဖြစ်တယ်အာမင်ဆိုတော့အာဂျေဇုတင်နဲ့ကျွန်တော်နဲ့တူဒီချိန်ထိအာခွင့်အာအချိန်အခွင့်အခါအချိန်ကောင်းကိုယူပြီးတော့ကျွန်တော်နဲ့တူအချိန်ယူပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဖျားတိခင်ကောင်းကြည့်ပေးပါစေနှုတ်ကပတ်တော်ကိုပဲတခါတည်းဆက်သွားရအောင် ဆိုတော့ရှင်လူကာခရစ်ဝါခန်းကြီး၁၈မှာကျွန်တော်တို့ဘာပြောထားလဲဆိုတော့ဒီဟာကမဟုတ်ဆိုးမနဲ့မတရားတော်သူကြီးအကြောင်းကိုပြောထားတဲ့အကြောင်းအရာဖြစ်တယ်ဆိုတော့အဲ့ဒီမှာအာအဲ့ဒီမဟုတ်ဆိုးမကမတရားတဲ့သူကြီးကိုပါလဲဟိုသူသူလိုချင်တဲ့အာသူ့ကိုမတရားစီရင်ထားတဲ့ဟာကိုပါလဲမရမကရအောင်တောင်းဆိုတဲ့အကြောင်းအရာဖြစ်တယ်ဆိုတော့ဒါမဲ့ကျွန်တော်တို့အဲ့ဒါအကိုမပြောပြတော့ဘူးအောက်အောက်ဆုံးမှာကျွန်တော်လိုချင်တဲ့အကြောင်းအရာပါတဲ့နေရာလေးကနေပဲကျွန်တော်ဖြတ်ပြီးယူလိုက်မယ်ဖျားတိခေကရွေးကြော်တော်မူသောသူတို့ဒီနေ့ညမပြတ်အော်ဟေ၍ တောင်းလျှောက်လင်းဘုရားသခင်သည်သူတို့ဖက်၌တရားမစီရင်ဘဲနေတော်မူမီလော့ကြာမြင့်စွာတီးခံတော်မူမီလော့ငါဆိုဒီကသူတို့ဖက်၌အလေမြန်တရားစီရင်တော်မူမီတိုးတော်လဲလူသားတွေကြွာလာသောအခါယုံကြည်ခြင်းကိုမြေကြီးပေါ်မှာတွေ့မီလော့ဟုသခင်ဘုရားမိန့်တော်မူ၏ဆိုတော့ ကျွန်တော်ပြောချင်တဲ့အဓိက point လက်ကပါလဲဆိုတော့ယုံကြည်ခြင်းကိုမြေကြီးပေါ်မှာတွေ့ပြီလို့ဆိုတော့ယုံကြည်ခြင်းဆိုတာပါလဲအဲ့ဒါကြောင့်ကျွန်တော်ယုံကြည်ခြင်းအကြောင်းကိုသင်နေတာဖြစ်တယ်။တခင်ပြပြန်လာတဲ့ခါကျရင်ယေရှုခရစ်တော်ပြပြန်လာတဲ့ခါကျရင်ယေရှုခရစ်တော်ပြကောင်းကင်ကနေမြေကြီးကိုကြီးလိုက်တဲ့ခါကျရင်ယုံကြည်ခြင်းကိုမြင်တွေ့မလား။အာမင်။ကျွန်တော်တို့တက်တာထဲမှာယုံကြည်ခြင်းနဲ့လျှောက်လှနေတဲ့အရာကိုကျွန်တော်တို့ကိုမြင်တွေ့မလား။ကျွန်တော်ယုံကြည်သူတော်တော်များများကအခုဒီခေတ်မှာယုံကြည်ခြင်းနဲ့တွားတာမဟုတ်ဘူး။ဘာနဲ့တွားလဲဆိုတော့ တောမတ်လိုမျိုးเนาะပထမမှာကျွန်တော်ပြောခဲ့တဲ့အကြောင်းရောเนาะအခြေခံအကြောင်းမှာတောမတ်လိုမျိုးအမြင်နဲ့သွားနေတာမြင်မှတွေ့မှထိမှ gain ရမှယုံကြည်ပြီးတော့သွားတာဖြစ်တယ်တာမန်လောကသားတွေနဲ့မထူးခြားအဲ့ဒါကြောင့်ကျွန်တော်ရလတ်တွေကပါလေလောကသားတွေနဲ့မထူးတဲ့ရလတ်တွေပဲပြနေတာဖြစ်တယ်เนาะယုံကြည်တဲ့ချင်းနဲ့သွားတဲ့သူကပါလေလောကသားတွေနဲ့မတူတဲ့ရလတ်ကိုရတာဖြစ်တယ် အာမင်အဲ့ဒါကြောင့်ကျွန်တော်တက်တာထဲမှာယုံကြည်ခြင်းနဲ့သွားဖို့လိုအပ်တယ်ယုံကြည်ခြင်းနဲ့ယက်တည်ဖို့လိုတယ်ဏီတော့ဆုံးတော့ကာလမှာလောကကပေါင်ပိုက်နဲ့ဖုံးလွှမ်းနေပြီစေဝါတွေကစတော့လောကမှာအန်ဒီအေဒီအမျိုးမျိုးကနော်ဒီနီးပညာတွေကခစ်မိလာတယ်လို့နော်တစ်ဖက်ကနေဖြစ်စည်းခြင်းတွေကလည်းပိုပြီးခစ်မိလာတယ်ယုံကြည်ခြင်းကပဲဒီအရာတွေကိုလောကကိုအောင်းနိုင်တာဖြစ်တယ် အဲ့ဒါကြောင့်ကျွန်တော်ယုံကြည်ချင်းချောင်းကိုတင်နေတာဖြစ်တယ်အာမင်တင်မိတ်ဆွေနားလည်းဖို့လိုအပ်တယ်ဒီနောက်ဆုံးသောကာလမှာအထူးသဖြင့်လောကကိုအောင်နိုင်တော်သူဖြစ်ဖို့အတွက်ဒီယုံကြည်ချင်းကိုတည်ဖို့နားလည်းဖို့လိုအပ်တယ်အာမင်တကယ်ရှုကပြောတယ်မြေကြီးပေါ်မှာယုံကြည်ချင်းကိုတွေ့မလားတဲ့ကျွန်တော်အသက်တာထဲမှာမိတ်ဆွေရဲ့အသက်တာထဲမှာကျွန်တော်ရဲ့အသက်တာထဲမှာယုံကြည်ချင်းနဲ့ရှောက်လှားနေတာကိုဖရာသခင်မြင်တွေ့စေဖို့အတွက်အရေးကြီးတယ်အာမင်အဲ့ဒါကြောင့်ကျွန်တော်အားပေးခြင်းနဲ့ တကယ်လို့ဒီယုံကြည်ခြင်း series တွေကိုတေချာနားမထောင်ရသေးဆိုကျေးဇူးပြုပြီးတော့1 to 7ကျွန်တော်မိနစ်20အလောက်အတွင်းမှာဖြစ်နိုင်အောင်ကျွန်တော်ပြောထားတယ်နော်တချို့ဟာတွေကျွန်တော်နည်းနည်းလေးကြော်သွားတာရှိတယ်ဆိုတော့အများကြီးမဟုတ်ပါဘူးနော်ကျွန်တော်နိုင်အနေငယ်တွေမှာအကုန်လုံးတေချာလေ့လာလို့ရပါတယ်ဆိုတော့ကျေးဇူးပြုပြီးတော့အဲ့ဒါကိုလေ့လာစေခြင်းနဲ့နားထောင်စေခြင်းနဲ့ယုံကြည်ခြင်းကြောင့်ကိုသိနာလဲစေခြင်းနဲ့အာမင်ဆိုတော့ဒုတိယ jump byte တစ်ခုအနေနဲ့တိမောသေဩဝါဒစာ 116စနစ်မှာယုံကြည်ခြင်းနဲ့ဆိုင်၍ကောင်းစွာတိုက်လှန်ခြင်းကိုပြုလော့ဆိုတော့ဒီဟာကကျွန်တော်ပြောခြင်းတဲ့အကြောင်းအရာကအသက်တာထဲမှာယုံကြည်တဲ့ခါကျရင်တခါလေကျရင်အလင်းမြန်စွာရလာရတဲ့အရာတွေရှိတယ်ဒါပေမဲ့တခါလေကျရလာတည်မရဘူးဒါပေမဲ့ကျွန်တော်ဒီနေရာမှာပြောထားလဲယုံကြည်ခြင်းနဲ့ဆိုင်တဲ့တိုက်ပွဲကိုကောင်းမှုစွာတိုက်လှန်ခြင်းကိုပြုလော့ဆိုတာကပါလဲဖရာသခင်ကျွန်တော်တို့ကိုပေးထားပြီးပြီဆိုတာကိုသိပြီးတော့မရမချင်းတော့ဖရာသခင်ကိုပဲယုံကြည်မယ်အခြေအနေပေါ်မကြည့်ဘူး ်အာမင်အခြေအနေပေါ်မှာကြည့်အခြေအနေကတော့လုံးဝပြောင်းပြန်ဖြစ်နေတယ်ကျွန်တော်အခြေခံယုံကြည်ခြင်းမှာကျွန်တော်ပြောခဲ့တယ်အာဗြဟံကသူ့ရဲ့တတ်တာထဲမှာနော်25နှစ်လုံးလုံးသူ့ရဲ့အခြေအနေကနော်သူ့ရဲ့အမျိုးသမီးအခြေအနေကြည့်လိုက်တယ်ကလေးရနိုင်ချီလုံးဝမရှိဘူးအခြေအနေကတော့လုံးဝ100%ပြောင်းပြန်ဒါမဲ့တော့ပါလေယုံကြည်ခြင်းနဲ့ဆိုင်တဲ့တပည့်ကအဆုံးတိုင်အောင်တိုက်သွားတာဖြစ်တယ်။နှုတ်ကပတ်တော်ဖျားပြုတ်တဲ့နိုင်ဖြစ်မယ်။ဆက်ပြီးယုံကြည်သွားပါ။အာမင်။ အာမင်ယုံကြည်ခြင်းကြမ္မာခြင်းအတွက်ယုံကြည်ရတယ်နော်ချမ်းသာခြင်းငွေရေးခြင်းအတွက်ယုံကြည်ရအိမ်အတွက်ယုံကြည်တာဖြစ်ကားအတွက်ယုံကြည်ဖြစ်ယုံကြည်တဲ့အရာပေါ်မှာနော်ဆက်ပြီးတော့ယုံကြည်ပါဘုရားသခင်လမ်းဖွင့်ပေးမယ်ဆိုတော့ကိုယုံကြည်ပါအာမင်အာမင်ဘုရားသခင်ကအလုပ်လုပ်လာမှာဖြစ်တယ်ယုံကြည်တဲ့ခါကျရင်လည်းကျွန်တော်ထပ်ပြီးတော့ပြောပြခြင်းတယ်နော် excuse me ဖျားတခင်ကိုငွေကြီးနဲ့ယုံကြည်တဲ့ခါကျဖျားတခင်ကကောင်းကင်ကနေငွေထုတ်ကြည့်ချပေးမှာမဟုတ်ဘူး เนาะယုံကြည်ခြင်းကြောင့်နားနားလေသဘောပေါက်ဖို့ဘုရားသခင်ညာပညာပေးပါစေเนาะကျွန်တော်ရှင်လူကာခရစ်ဝါခါကြီး6မှာပါပြောထားတယ်ဆိုတော့ပေးတော့သူတို့ပြောတယ်တင်းတို့ကိုပေးကြလိမ့်မယ်တိတ်လက်နှဲ့လက်တင်းတို့ယင်ခွေ၌ဘုရားလူတွေကတင်းတို့လက်ထက်၌ပေးကြလိမ့်မယ်လို့ပြောတယ်ဆိုတော့ကျွန်တော်ဘုရားသခင်ကအလုံးလုံးတဲ့ခါကျကျွန်တော်လူတွေကတဆင်အသုံးပြုပြီးတော့အလုံးလုံးမှာဖြစ်တယ်အာမင်လူတွေကတဆင့်ဖျားတိကကျွန်တော်တို့ကိုစီကိုလာมาဖြစ်တယ်เนาะအော်ဖျားတိကကောင်းကင်ကငွေထုတ်ကြည့်မချနိုင်ဘူးလားချနိုင်တယ်ဒါမဲ့ကျွန်တော်ပြောပြမယ် နော်လေတစည်းနဲ့ငားမြားတဲ့ခါကျန်ကို့လေထဲကိုငားခုံလာနိုင်တာခုံလာနိုင်ပါတယ်ဒါမဲ့ကျွန်တော်ပြောပြမယ်အဲ့ဒီငားခုံမှငားရတဲ့အထိစောက်မယ်ဆိုရင်တော့နော်တင်ဒုက္ခတော်တော်လေးရောက်သွားမှာဖြစ်တယ်ဒါမဲ့ဘာလို့မလဲငားမြားကိုချပြီးငားစမြားပါဘုရားသခင်ကမိတ်ဆွေငားမြားထဲကိုငားရအောင်ငါငါချိတ်အောင်လို့ဘုရားသခင်ကလှုပ်ပေးမှာဖြစ်တယ်ပြောချင်တဲ့ပွဲကကို့ဖက်ကနေယုံကြည်ပြီးတော့เนาะ ဘလို့ဖျားသခင်ဘာတွေလားနေဖွင့်ပေးနေလဲဖျားသခင်ကိုယ့်ကိုဘလို့ပြင်ဆင်ပေးနေလဲအဲ့ဒါတွေကိုလည်းဆက်ပြီးတော့လေ့လာဖို့အတွက်ကျွန်တော် အားပေးခြင်းနဲ့အာမင်အာမင်ဆိုတော့အဲ့ဒါကြောင့်တခါလေကျဖျားသခင်ကကိုယ်မပေးဘူးဖျားသခင်ပင်မာလည်းငါ့ကိုမပေးဘူးနော်ဖျားသခင်ကမပေးတာမဟုတ်ဖျားသခင်ကပေးတာမိတ်ဆွေဘက်ကမမြင်တာလည်းဖြစ်နိုင်တယ်အာမင်ကျွန်တော်တို့ကျမ်းစာထဲမှာပါတဲ့အီလီရှဲအီလီယာအီလီယာကိုဖျားသခင်ကပါလဲချောင်းတစ်ဖက်ကီလိုချောင်းတစ်ဖက်မှာသွားနေအဲ့ဒီမှာကြီးအားတွေကတင့်ကိုချက်တင့်ကိုအစာကျွေးမယ်လို့ပြောတဲ့ခါမှာ အီလီရရဲ့တာဝန်ကပါလေအဲ့ဒီချောင်းတစ်ဖက်အဲ့ဒီနေရာမှာကြီးအားလာ excuse me ကြီးအားလာပို့မဲ့နေရာမှာသွားနေဖို့ဖြစ်တယ်ကြီးအားကသူရှိတဲ့နေရာကိုလာပို့မှာဖြစ်တယ်အီလီရတာဝန်ကအဲ့ဒီကြီးအားလာပို့မဲ့အဲ့ဒီနေရာမှာရှိနေဖို့ပဲလိုအပ်တာဖြစ်တယ်ဖျားတကင်ခိုင်းတဲ့နေရာမှာရောက်နေဖို့ဖြစ်တယ် ်အာမင်ကျွန်တော်တို့အသက်တာထဲမှာဖျားသခင်ပြောတယ်လမ်းပြယုံကြည်တယ်ယုံကြည်တယ်ဒါပေမဲ့ကျွန်တော်တို့ကပါလဲအိတ်ထဲမှာပဲနေပြီးတော့ပါလဲနေနေရယ်ဆိုတော့အလုပ်ဖြစ်မှာမို့ဖျားသခင်ဉာဏ်ပညာတောင်းပါဖျားသခင်ဘယ်လမ်းကနေကျွန်တော်ကိုဖွင့်ပေးနေလဲအာမင်ယုံကြည်ခြင်းနဲ့ဆိုင်တဲ့တိုက်ပွဲကိုကောင်းမွန်စွာတိုက်တိုက်လှချင်းကိုပြုတ်ဖို့နော်အချင်းလေးကိုကြည့်ပဲဘုရားသခင်ဘယ်လားနေဖွင့်ပေးနေဒီလန်းလားနော်ဒီလန်းလားနော် GPS တွေလိုပဲ GPS ကပါလဲရက်နေရင် အလုံးမလုံးဘူး GPS ခရီးစထွက်လိုက်ပြီဆိုတော့ဘယ်ကိုညာကိုလို့စကားပြောတယ်လို့ပဲကိုလည်းဖျားတခင်ကိုယုံကြည်တယ်ဆိုရင်စပြီးခြေလှမ်းလှမ်းကြည့်ပါနော်အနေငယ်တော့ခြေလှမ်းလှမ်းကြည့်ပါအများကြီးမလှမ်းရင်တောင်မှနော်တလှလောက်လှမ်းကြည့်လိုက်ပါအဲ့ဒီမှာဖျားတခင်စပြီးလမ်းပြသွားမှာဖြစ်တယ်အာမင်ယုံကြည်ခြင်းနဲ့ဆိုင်တဲ့တိုက်ပွဲကိုကောင်းမွန်စွာတိုက်လှမ်းခြင်းကိုပြုဖို့အားပေးခြင်းနဲ့အာမင်နောက်ထပ်ကျမ်းပိုက်တစ်ခုဒါကလည်းသူ့ဟာနဲ့သူ topic တစ်ခုတော့ဟုတ်တယ်ဒါပေမဲ့ အာဒီနေရာမှာတော့ကျွန်တော်အကုန်လုံးခြုံပြီးပြောလိုက်မယ်ဆိုတော့ယုံကြည်ခြင်းအဖြစ်ဂျေဇုတော်ကြောင့်ကယ်တင်ခြင်းတို့ရောက်ရ၏ကိုယ်လိုလျောက်ရောက်ဒီမဟုတ်ဖျားသခင်တနာတော်မူရာဖြစ်တည်းအဖက်နှစ်ရှစ်ဆိုတော့ယုံကြည်ခြင်းအဖြစ်ဂျေဇုတော်ကြောင့်ကယ်တင်ခြင်းတို့ရောက်တယ်ကျွန်တော်တို့ယုံကြည်တယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ဖျားသခင်ကိုအရာခတ်သိမ့်ကိုယုံကြည်လို့ရပါတယ်နော်ခဏနေကျွန်တော်ကျမ်းပိုက်တွေဖတ်တော့မယ်ကျွန်တော်တို့အကုန်လုံးယုံကြည်နိုင်ပါတယ်ဒါပေမဲ့ကျွန်တော်ပြောပြမယ်ဂျေဇုတော်အဖြစ်ပေးထားတဲ့ဟာတွေကိုပဲကျွန်တော်တို့ကယုံကြည်လို့ရတာဖြစ်တယ်တနည်းပြောရရင် ယေ excuse me ယေရှုခရစ်တော်လက်ဝါးကတိုင်ပေါ်မှာကျွန်တော်တို့အတွက် it is finished လို့ပေးဆက်ခဲ့တဲ့အရာတွေအားလုံးကိုကျွန်တော်တို့ဘက်ကယုံကြည်ခွင့်ရှိတယ်။အာမင်။တရားဟောရာ28မှာဖတ်ကြည့်လိုက်ကောင်းကြီးမင်္ဂလာတွေအများကြီးရှိတယ်။နော်အာ15 16လောက်ကနေဟို62လောက်ထိဖတ်လို့ရှိပါပြီလေကြိမ်ချင်းအမင်္ဂလာတွေအများကြီးရှိတယ်။အဲ့ဒါတွေကိုဖတ်ကြည့်လိုက်လို့ရှင်ဘုရားသခင်ကျွန်တော်တို့ဘာတွေပြင်ဆင်ထားပြီလဲဘယ်လိုကြိမ်ချင်းတဲ့ကနေကျွန်တော်တို့ကိုရွေးကောက်ထားတယ်လဲဆိုတာကိုကျွန်တော်တို့သိနာလေတဲ့ခါမှာ နော်ဖျားသခင်ကိုကိုပေးထားတဲ့ကားတိုင်းပေါ်မှာကိုကိုဘာတွေပေးထားလဲဆိုတာကိုအဲ့ဒီအပေါ်မှာယုံကြည်ဖို့ယုံကြည်တဲ့ခါကျကျွန်တော်တို့ဖျားသခင်ကိုယုံကြည်လို့ရတာဖြစ်တယ်အာမင်ဂျေဇူးတော်အားဖြင့်ကျွန်တော်တို့ကိုပေးထားတဲ့ဟာမဟုတ်တဲ့ဟာတွေမှတမန်အားလို့ကျွန်တော်ယုံကြည်လို့မရဘူးဟိုဘာကြောင့်လဲဆိုတော့ဂျေဇူးတော်ကကျွန်တော်တို့ကိုအဲ့ဓာတွေအတွက် supply ထောက်ပံ့မပေးထားဘူးဥပမာဆိုပါတော့ကျွန်တော်တို့ကျွန်တော်တို့ဘန်တမန်တော်တိုက်ဖို့နော်ဓမြတော်တိုက်ဖို့ဘန်ကိုဓမြတော်တိုက်မယ်နော် အဲ့ဒီဘန်ကိုဓမြတော်တိုက်ဖို့အတွက်နော်ဖျားတကင်းဒီဘန်ကျွန်တော်ဓမြတော်တိုက်မယ်ကျွန်တော်ကိုမဆပါအကူငီးပါအော်လုံးချုံစွာချောမွေစွာကျွန်တော်မဆပါယေရှုနာမ၌နော်ဂျန်စာပဲတုံးတယ်ယုံကြည်တာလည်းမှန်တယ်ဒါမဲ့သူတပားပစ္စည်းမခိုးရလို့ဂျန်စာထဲမှာပြောထားတဲ့အတွက်အဲ့ဒီသူတပားပစ္စည်းခိုးဖို့အတွက်ဂျေဇူးတရားကကျွန်တော်ကိုထောက်ပံ့မပေးထားဘူး ကားတိုင်းတော်ပေါ်မှာဖြစ်သူတပားပစ္စည်းခိုးဖို့အတွက်ဖျားတခင်ကကျွန်တော်တို့ကိုကျေးဇူးတော်ကမမအစပေးထားဘူးအဲ့ဒီတော့ကြောင့်မလို့အဲ့လိုမျိုးကိစ္စယုံလို့မရဘူးအာမင်ယုံကြည်တဲ့ခါကျအလုပ်ဖြစ်မှာမဟုတ်ဘူးကျေးဇူးတော်ကမပေးထားဘူးအာမင်အာကိုတို့တော့ဒီဟာဘာလို့လျှောက်ပြောတခါလေကြယုံကြည်ခြင်းကြောင့်ပြောတဲ့ခါကျသူများတွေတလွဲတွေနားလေတတ်တယ်အဲ့ဒါကြောင့်ကျွန်တော်ရှင်းပြရချင်းဖြစ်တယ်အာမင်တချို့လူတွေနော်ဥပမာသူများအိမ်ထောင်တဲ့ကိုနော်အာဒါကျွန်တော်တမိုင်းမှာလည်းရှိပါတယ်နော်အာ သူများယောက်ျားသူများလင်ရှိသူများတရားဝင်လက်ထပ်ယူထားတဲ့မိမဒါမှမဟုတ်ယောက်ျားကိုလိုချင်လို့ကိုကယေရှုနာမကိုတော့ကျွန်တော်ကိုပြောတယ်ထိုးတောင်ကိုနေရာမှာရွှေ့လို့ပင်လေထိုက်ကြတော့ဆိုထိုးသူဆူဒီတိုင်းဖြစ်မယ်လို့ပြောတဲ့အတိုင်းပဲကိုတော့အဲ့ဒီတောင်ဆိုတာကကျွန်တော်ရဲ့ပြည်တနာဖြစ်တဲ့အတွက်ဒီဒီမိမဒီဒီမဟုတ်လေဒီယောက်ျားကိုသိစေယေရှုနာမနဲ့ကျွန်တော်เนาะအာအမိတ်ပေးတယ်ပြီးတော့ဘာလို့လဲကိုအဲ့သူများမယားကိုလိုချင်လို့เนาะ ဘုရားတခင်ကနော်သူတပါသူမြတ်သားမယားကိုမဖြစ်စီရလို့ကျမ်းစာထဲမှာပါပြတာ။ Oh don't commit adultery နော်ဘုရားတခင်ကပြောထားတဲ့အရာတွေအဲ့ဒီအရာတွေကိုဘုရားတခင်ကိုစွတ်ပြီးယုံကြည်လို့မရဘူး။ပြောချင်တာကကိုယုံချင်းတလို့ရှောက်ယုံကြည်ပြီးတော့ဘုရားတခင်ကကိုနော်တော်ပြောတဲ့တိုင်းငါယုံကြည်တယ်လို့ယုံကြည်လို့မရဘူး။ဘုရားတခင်ရဲ့ကျေးဇူးတော်ကနေ supply မလုပ်ထားတဲ့ဟာမှတည်းမြတ်တင်ယုံကြည်လိုက်ရမှာမဟုတ်ဘူး။အာမင်။ အာမင်ဂျေဇူးတော်ကပေးထားတဲ့အရာတွေအားလုံးကိုပဲယုံကြည်လို့ရတာဖြစ်တယ်သူတပားပစ္စည်းခိုးဖို့အတွက်သူများသားမယားလိုချင်လို့နော်ဟိုဟိုမဟုတ်မဟုတ်လို့လို့ဖို့အတွက်ဖျားတိကွန်တီဘယ်လောက်ပဲယုံကြည်ယုံကြည်ဖျားကတဲ့ကိုကူညီမှာမဟုတ်မဆာမှာမဟုတ်အာမင်ယုံကြည်ခြင်းအားဖြင့်ဂျေဇူးတော်ကြောင့်ပေးတဲ့ဟာတွေကိုပဲမိတ်ဆွေကရယူလို့လာရတာဖြစ်တယ်အာမင်တဘောပေါက်မယ်လို့လုံးဝယုံကြည်တယ်အာမင်နောက် verse တစ်ခုပြောရအောင်ဆိုတော့ဒါကတော့ဒီကနေ့အတွက်အဓိက topic တစ်ခုဖြစ်မယ်ပါလဲဆိုတော့ ဒီကနေ့တော့ faith in action เนาะကျွန်တော်ပြောတဲ့အကြောင်းအရာဆိုတော့ဝိညာဉ်နဲ့ကင်းတော့ကိုဒီအသေးဖြစ်တကယ်တော့အကျင့်နဲ့ကင်းတော့ယုံကြည်ခြင်းဒီအသေးဖြစ်တယ်ဆိုတော့ကျွန်တော်တို့တခုခုယုံကြည်ပြီးဆိုတော့ဖျားသခင်ကိုစပြီးယုံကြည်ပြီးဖျားသခင်နှုတ်ကပတ်တော်ကိုစပြီးယုံကြည်ပြီးဆိုတော့ကျွန်တော်ဘက်ကနေစလုပ်ဖို့လိုအပ်လာပြီးဖြစ်တယ် ကျွန်တော်ခုနယုံကြည်ခြင်းအကြောင်းတွေကိုကျွန်တော်ရှေ့မှာပြောသွားတယ်เนาะနှုတ်ကနေမွတ်မယ်စိတ်နှလုံးကနေယုံကြည်မယ်เนาะယုံကြည်ခြင်းနဲ့ဝန်ခံမယ်အာမင်ယုံကြည်ခြင်းနဲ့ဝန်ခံမယ်ယုံကြည်ခြင်းနဲ့ပြောထုတ်မယ်ယုံကြည်ခြင်းနဲ့ဝန်ခံမယ်အခုပြီးမလုပ်ရမလဲလက်တွေ့အဲ့ဒါတွေလုတ်ပြီးတဲ့ခါကျစပြီးတော့ခုဖက်ကနေစပြီးလုတ်ရမှာဖြစ်တယ် အာမင်ဥပမာအလောက်အတွက်ဘုရားသခင်ကိုယုံကြည်တဲ့ဆိုရင်အိမ်ကနေယုံကြည်ဝန်ခံပါယေရှုနာမနဲ့ဒီအလောက်ကိုရပြီကျွန်တော်ဝန်ခံတယ်ကျွန်တော်မျက်နှာသာရပြီဖြစ်ကြောင့်ယေရှုနာမနဲ့ဝန်ခံတယ်တင်အင်တာဗျူးသွားမှဖြစ်ဘယ်သူမှတင်ကိုအလုပ်ပေးမှာမဟုတ်အဲ့ဒါကြောင့်စပြီးတော့ဘာလုပ်ရမလဲယုံကြည်ချင်းချေလန်းလှတဲ့နေနဲ့နော်ဟိုအလုပ်တွေလိုက်ရှာကြည့်ပါအင်တာဗျူးလိုက်ခေါ်ကြည့်ပါဖုန်းတွေကိုလိုက်ခေါ်နော်အင်တာဗျူးခေါ်နော်အင်တာဗျူးတော့ excuse me အင်တာဗျူးခေါ်ရတာဖြစ်ကုန်ပြီ ဗာလဲအင်တာလိုက် view ကြည့်ပါအလုတ်လိုက်ရှာကြည့်ပါအာမင်တွားရခါကိုကခြေလာနည်းနည်းလှမ်းလိုက်တာနဲ့ဖျားတခင်စပြီးတော့အလုတ်လုတ်ပေးပါဖြစ်တယ်ခုနပထမကျွန်တော်ပြောခဲ့ပြီးပြီနော်ယုံကြည်ခြင်းက action ကျွန်တော်တို့ဖက်ကနေစပြီး action နဲ့တွားရတော့မှာဖြစ်တယ်အာမင် excuse me ယုံကြည်ယုံနဲ့မပြီးဘူးကျွန်တော်တို့ဖက်ကနေပါဖြစ်လဲ action ကလိုက်လာရတော့မှာဖြစ်တယ်ဟုတ်တယ်ပထမတော့စပြီးယုံကြည်ရမယ်ယုံကြည်ပြီးတဲ့ခါကျမှဘာလုပ်ရမလဲ ဝန်ခံရမယ်တိမ့်ပတ်ရမယ်နှုတ်ကနေကျွန်တော်စပြီးတိမ့်ပတ်ရမယ်ပြီးရင်ဗါလဲကျွန်တော်ဖက်ကနေစပြီးလှုပ်ရှားရှိတာကိုလှုပ်နိုင်တဲ့ဖက်ချက်ကိုစပြီးတော့ကိုကဗါလဲယုံကြည်ခြင်းနဲ့ဥတီပြလှဲ့မယ်ဥပမာကျွန်တော်များပြတယ်ဆိုရင်ဗါလဲယုံကြည်ခြင်းဝန်ခံခြင်းတွေကများကိုဗါလဲကိုသွားခြင်းတဲ့ဖက်ကိုစပြီးဥတည်လိုက်တော့ဥတည်တဲ့ခါကျဘုရားကဗါလဲဘယ် top target ကိုသွားရမယ်ဆိုတဖြည်းဖြည်းနဲ့လမ်းရှင်းလင်းပြီးတော့ပေါ်ပြပေးမှာဖြစ်တယ်အာမင်ဆိုတော့ဒီထက်မှာ အဲ့လိုမျိုးလူတွေအကြောင်းကိုစန်းစာထဲမှာကျွန်တော်ပြောပြခြင်းတယ်ဆိုတော့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကမြင်လို့ရတယ်ယုံကြည်ခြင်းကကျွန်တော်တို့ယုံကြည်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းတွေကမြင်လို့ရတယ်သူများတွေမယုံကြည်သူတွေလောကသားတွေကကျွန်တော်တို့မြင်လို့ရတယ်ကျွန်တော်ပြောပြမယ်ဒီနိုင်ငံမှာအဲတကဘာလုံးမှာကြည့်လိုက်နော်သူများတွေလူတွေအများကြီးအသက်တွေကို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 အသေးခံပြီးတော့ဗာလဲအာဘုံကျဲတာတွေနော်ဟိုလောက်တဲ့ဟာတွေကျွန်တော်တွေ့ရတယ် သူတို့ရဲ့ယုံကြည်ခြင်းကိုသူတို့ရဲ့ action ကိုကြည့်ပြီးကျွန်တော်မြင်တွေ့ရတယ်။သူတို့ကဘာယုံကြည်နေလဲ။သူတို့ကအဲ့လိုလုပ်တယ်ဆိုရင်ဖျားသခင်စရာကောင်းကြီးရမယ်လို့လုံးဝယုံကြည်တဲ့အတွက်ကြောင့်သူတို့ကလုပ်ရဲတာဖြစ်တယ်။အဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့ action ကိုကြည့်ပြီးတော့ကျွန်တော်တို့ဘာယုံကြည်နေလဲဆိုတာဖျားလည်းမြင်နိုင်တယ်လူတွေလည်းမြင်နိုင်တယ်။အာမင်အဲ့ဒီအပေါ်မှာရှင်ယာကုတ်ခရစ်ဝတ်ခရစ်ဝတ်တော်ရှင်ယာကုတ်ကအဲ့ဒီအကြောင်းအရာတွေကိုပြောနေတာဖြစ်တယ်။ကျွန်တော်တို့ရဲ့ action ကျွန်တော်တို့ရဲ့လှုပ်ဆောင်တဲ့အပိုင်းကိုဆိုတော့ကျွန်တော်တို့တက်တာထဲမှာ ဘုရားကလည်းဘုရားကလည်းကျွန်တော်ရဲ့ယုံကြည်ခြင်းနဲ့လှမ်းလျှောက်တဲ့အရာကိုကြည်နေတယ်အာမင်ဘုရားကဒီမှာကျွန်တော်ပြတ်ပတ်မယ်ဒီချမ်းပိုက်ကိုဖတ်ရအောင်တနောက်တနေ့တနိုင်းကိုတော်ဒီမာကုခန်းကြီးနေမှာကပေရနောင်မြို့တို့ဝင်ပြောရင်အိမ်တော်၌ရှိတော်မူဒီကိုကြားကြလဲဆိုတော့အိမ်၌ကျွန်တော်ကျမ်းစာထဲမှာတချို့လူတွေကနော်တခင်ယေရှုမှာအိမ်မရှိဘူးအိမ်မရှိရဲဒီမှာကြည့် ကပေရနောင်သူ့မျိုးဝင်ပြရဲ့အိမ်၌ရှိတာဆိုတော့တခင်ယေရှုကကပေရနောင်မျိုးမှာအိမ်ရှိတယ်နော်နောက်တနေ့လိုက်ကိုရိုဒီကပေရနောင်သူ့ဝင်ပြအိမ်၌ဆိုတော့ရှိနေတော့မသိကိုကြားကြလေးနဲ့တကားပြင်းနားမှာနေဆရာမရှိအောင်လူအများတို့ဒီအလင်းမြန်စူဝေးကြသည်ဖြစ်၍သူတို့အားတရားဟောတော်မူထိုအခါလက်ချေတေတော်သူတယောက်ကိုလူလေးယောက်တို့သည်ထား၍အထံတော်သို့ဆောင်ခဲ့ကြ၏လူစုဝေးလက်ရှိတော်ကြောင့်ကိုရောရင်းတို့မချင်းကပ်နိုင်သဖြင့် ိုရောရှိရာအပေါ်အမိုးကိုဖောက်ထွင်းပြီးမှလူနာနဲ့တကွအိယာကရင်ကိုချောချကြ၏ယေရှုသည်ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်လင်โอเคဒီနေရာမှာကျွန်တော်ပြောချင်တဲ့အကြောင်းအရာထိုသူတို့ယေရှုသည်ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်လင်းတဲ့ဆိုတော့ဒီလူတွေရဲ့အိယာကိုဖောက်ပြီးတော့တခင်ယေရှုရှိမှသူရဲ့တငယ်ချင်းကိုချလာတော့ကိုကြည့်တဲ့အခါမှာတခင်ယေရှုထိုသူတို့၏ဆိုတာကအဲ့ဒီလဲချအချခံရတဲ့လူမဟုတ်ဘူးတငယ်ချင်း၄ယောက်ရဲ့ယုံကြည်ခြင်း ကိုမြင်တယ်တဲ့ဆိုလိုတာကအဲ့တငယ်ချင်း၄ယောက်ကဗာလဲဒီတငယ်ချင်းကိုတခင်ယေရှုရှိမှာချတယ်ဆိုတော့တခင်ယေရှုကဂျမ်းမာစေနိုင်တယ်ဆိုတော့တို့ရောယုံကြည်တယ်ယုံကြည်ခြင်းကျွန်တော်စပြီးတော့ကျွန်တော်တက်တာအထဲမှာလှောက်ရှားမှုစလိုက်တဲ့ခါမှာယုံကြည်ခြင်းနဲ့ခြေလမ်းစလှမ်းလိုက်တဲ့ခါမှာအာမင် သခင်ယေရှုဖျားကအဲ့ကျွန်တော်တို့ကိုကောင်းချီးပေးလာတာဖြစ်တယ်။စပီအလုံးလို့တာဖြစ်တယ်။နော်ခုနကျမ်းပိုက်ကိုဆက်ဖတ်သွားလို့ရှိရင်သခင်ယေရှုကအဲ့ဒီအဲ့ဒီလူကဗါလဲအဲ့အဆုံးပိုင်းကိုကျွန်တော်ပဲဖတ်ပြလိုက်မယ်နော်။အာအာ first 11မှာကိုအိယာကိုဆောင်ရဲကိုအိမ်တို့သွားလို့ဟုတရားငါဆိုသည်ဟုလက်ချေသေးတော်သူအားမိန့်တော်မူ၏တဲ့ထိုသူသည်လည်းချက်ချင်းထား၍အိယာကိုဆောင်လက်လူပေါင်းလို့ရှိမှထွက်သွား၏တဲ့ဆိုတော့တငယ်ချင်း၄ယောက်ရဲ့ယုံကြည်ခြင်းကဒီလူကိုယေရှုရှိမှချတယ် ယေရှုကအဲ့ဒီယုံကြည်ခြင်းကို ကြီးပြီးတော့တင်းနင်းအခုလဲနေတဲ့အိယာကိုထားပြီးတော့ဗါတယ်ပြန်တော့တယ်ဆိုတော့ကျွန်တော်ရဲ့ယုံကြည်ခြင်းကဖျားသခင်ကိုနော်ဖျားသခင်မြင်တွေ့တဲ့ခါကျရင်ကျွန်တော်ကိုလမ်းကိုဖြွင့်စေတာဖြစ်တယ်ဖျားသခင်လက်တော်ကိုပို့တွေ့စေတာဖြစ်တယ်အာမင်ယုံကြည်ခြင်းကကျွန်တော်ဖျားသခင်ကျွန်တော်အားလုံးလုတ်ပြီးပြီးသားဖြစ်တယ် အာမင်ကျမ်းမာခြင်းပေးပိတာချမ်းသာခြင်းပေးပိတာဒါပေမဲ့ကျွန်တော်တို့ယုံကြည်လိုက်တဲ့အခါမှာစပီ action လမ်းလိုက်တဲ့အခါမှာဘာတွေ့ရမလဲဆိုတော့ဖျားသခင်ရဲ့အနောက်ကနေနော်အာလက်တော်လှုပ်ရှားမှုတွေမြင်တွေ့လာရမှာဖြစ်တယ်အာမင်ယုံကြည်ခြင်းနဲ့စပီလှုပ်ရှားတဲ့အခါကျအိုးကျွန်တော်ပတ်စာမရှိဘူးဒါပတ်စာမရှိလို့တော်တော်ဒါမလုပ်နိုင်ဘူးပတ်စာမရှိလို့ဒီဟာမလုပ်နိုင်ဘူးဆိုရင်ယုံကြည်ခြင်းနဲ့နော်တသိမ်းမရှိရင်တကြက်တင်းနဲ့စပီလှုပ်ကြည့်ပါဖျားသခင်ကလမ်းဖွင့်ပေးလာမယ်လမ်းဖွင့်ပေးလာမှာဖြစ်တယ် ်အာမင်ယုံကြည်ခြင်းနဲ့ဆလားတဲ့ခါမှာဘာဖြစ်လဲဖျားသခင်အဲ့ဒီယုံကြည်ခြင်းတွေ့တဲ့ခါမှာကျွန်တော်တို့ပို့ပြီးတော့ဖျားသခင်ကလမ်းဖွင့်ပေးလာတာဖြစ်တယ်ပို့ပြီးတော့ကျွန်တော်တို့ကိုမဆပေးတာဖြစ်တယ်အာမင်အာမင်အဲ့ဒါကြောင့်ယုံကြည်ပြီးတော့ time နေပါနဲ့ယုံကြည်တဲ့ဆို take action အာမင်နောက်ချမ်းပိုက်တစ်ခုဖတ်ရအောင်မာကုအခန်းကြီး9မှာပါလဲယေရှုကလည်းသင်ယုံကြည်နိုင်တယ်လို့ယုံကြည်တော်သူဖြစ်ရင်ခတ်သိမ့်တော်မှုတို့ကိုတတ်နိုင်သည်ဟုမိန့်တော်မူ၏ ဆိုတော့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကပါလေကျွန်တော်တို့ကဖရာသခင်ကိုယုံကြည်တယ်ဆိုရင်ကျွန်တော်တို့ကခတ်သိမ်းတော်မှုရာကိုတတ်နိုင်တယ်အာမင်ကျွန်တော်တို့မတတ်နိုင်တဲ့အရာမရှိဘူးဘာကြောင့်လဲဖရာကလုံနိုင်တာဖြစ်တယ် ကျွန်တော်တို့ကဖျားသခင်ကျွန်တော်တို့လှုပ်ပေးမယ်ဖျားသခင်ကငါအတွက်လှုပ်ပေးမယ်ဖျားသခင်ငါဖက်မှာရှိတယ်ဖျားသခင်ကငါကိုလှုပ်ပေးမယ်ဖျားသခင်ကငါကိုကူမီပေးမယ်ဖျားသခင်ကငါကိုချမ်းမာခြင်းကိုပေးမယ်ဖျားသခင်ကငါကိုလှုပ်ဆောင်ပေးမယ်ဖျားသခင်ကငါကိုချစ်တယ်ဖျားသခင်ကငါဖက်မှာရှိတယ်ဖျားသခင်ကိုယုံကြည်လို့ရှင်မတတ်နိုင်တဲ့အရာ မရှိဘူးတဲ့အာမင်တကယ်ယေရှုပြောတဲ့စကားဖြစ်တယ်တင်းတို့ဒီယုံကြည်နိုင်လို့ယုံကြည်နိုင်လေခတ်သိမ့်တော်မှုရာတို့ကိုတတ်နိုင်တယ်တဲ့အာမင် ကျွန်တော်တို့ကဘာဖြစ်လဲမီးခလုတ်လိုပဲအခုဒီမှာကျွန်တော်လင်းနေတဲ့မီးခလုတ်เนาะဒီမီးခလုတ်ကเนาะပါဝါနဲ့မ join ထားလို့ရှိရင်ဖွင့်လိုက်ပိတ်လိုက်လို့လည်းဘာမှမထူးဘူးဒါပေမဲ့ဒီမီးခလုတ်ကိုပါဝါနဲ့ join ပြီးတော့ဒီမီးအားနဲ့ join လိုက်တဲ့ခါမှာဒီခလုတ်ဖွင့်လိုက်တဲ့ခါမှာဒီမီးပွင့်လာတာဖြစ်တယ်ဒီမီးခလုတ်ကဘာမှတကူအစွမ်းမရှိပါဘူးဒါပေမဲ့သူကပါလေအဲ့ဒီဖျားရဲ့ပါဝါ ်နော်ဖရားရဲ့ပါဝါတော့ဖြစ်တယ်အဲ့ဒီမီးရဲ့ပါဝါကိုပါလဲအဖွင့်အပိတ်လုတ်ပေးတဲ့ဟာဖြစ်တယ်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကနော်ကျွန်တော်တို့ဖရားသခင်ကိုကျွန်တော်တို့အထဲကနေအလုတ်လုတ်စေတဲ့အရာဖြစ်တယ်အာမင်ဖရားသခင်ကိုယုံကြည်တဲ့အခါကျကျွန်တော်တို့မတတ်နိုင်တဲ့အရာမရှိဘူးအာမင်လုတ်နိုင်တာဖြစ်တယ်အာမင်ကျွန်တော်တို့ကယုံကြည်ခြင်းနဲ့စပီးချီလန်းလန်းတဲ့ဟာမှတမန်အားလုံးဖျားသခင်ကကျွန်တော်နောက်ကနေ back up လုပ်ပြီးတော့အလုပ်လုပ်ပေးနိုင်တာဖြစ်တယ်အာမင်နောက်ထပ်ကြမ်းပိုက်ဖတ်ရအောင်ရှမာကုခရစ်ဝါခန်းကြီး9မှာ ကိုရောကလည်းငါသမီးတင်းယုံကြည်ခြင်းနဲ့တင်းအနာကိုငိမ့်စေပြီးငိမ့်ဝတ်စွာသွားတော့ယောဂနှိမ့်ဆက်ခြင်းနဲ့ကင်းလွတ်စေဖို့မိန့်တော်မူ၏တဲ့ဆိုတော့ဒီဟာကဆန်းတဲ့နေလုံးလုံးသွေးသွန်းအနာဆွဲတဲ့အမျိုးသမီးဖြစ်တယ်။เนาะကျွန်တော်ကျန်းစာတွေကိုအများများပါဆိုတော့အတူကောက်ပဲကျွန်တော်လုပ်ထားတယ်။ဆန်းတဲ့နေလုံးလုံးသွေးသွန်းအနာဆွဲတဲ့မိန်းမเนาะစေဝါးတွေလည်းကုန်ပြီးအရန်ချမ်းသာတဲ့ဘဝကနေအခုကပါလေကုန်းကောက်ဆရာမရှိအောင်ဆင်းရဲတဲ့သူဖြစ်သွားပြီ။ဘာကြောင့်လဲ?သူ့မှာစီးစိမ်ရှိသမျှလည်းကုန်ပြီး ဆိုတော့တခင်ယေရှုရဲ့တရင်ဒီဟာကိုကျွန်တော်ရဲ့ faith အာယုံကြည်ခြင်းဒီကြားနာခြင်းဆိုတဲ့အကြောင်းမှာကျွန်တော်ပြောအခြေတဝင်းပြောထားတဲ့အရာရှိတယ်ဆိုတော့ဒီအမျိုးသမီးကတခင်ယေရှုကငါ့ကိုကျမ်းမာစေနိုင်မယ်ဆိုတာကိုယုံကြည်တော့ယုံကြည်ခြင်းနဲ့တွားပြီးတို့ထီးတဲ့အခါမှာဘာဖြစ်လဲ action to action လောက်တဲ့အခါမှာမစပြီးလှုပ်ရှားတဲ့အခါမှာကျမ်းမာခြင်းရတာဖြစ်တယ် ဒီကနေ့ကျွန်တော်ပြောတဲ့အကြောင်းကဘာလဲ faith in action ဖျားကိုယုံကြည်တယ်ဖျားတခင်ဖွင့်ပြတာကိုယုံကြည်တယ်ဆိုကျွန်တော်တို့ဖက်ကနေဘာလို့ရမလဲโอ้ถ่ายပြီးတော့ယုံကြည်တယ်ယုံကြည်ဟောယုံကြည်ပြီးတော့ထိုင်မှာပဲထိုင်ပြီးတော့ငုတ်တော့ထိုင်ပြီးအာဖျားတခင်ဟိုလှုပ်ပြီးမဲ့လှုပ်ပြီးမဲ့ဆိုပြီးထိုင်တယ်လို့ဘာမှမထူးလာဘူးကျွန်တော်တို့ဖက်ကနေပါလဲကိုလှုပ်နိုင်တဲ့ chance ကိုဖျားတခင်ပေါ်ပြရဲလို့ယုံကြည်တဲ့အကန္နာတွေကိုစပြီးလှုပ်ရှားဖို့ဖြစ်တယ်အာမင်အာမင်ကျွန်တော်တို့ဟာအာ Smith Wiggins ဝတ်နေတူတယ်เนาะအဲ့ဒီဆရာကြီးအဲ့မှာအမျိုးသမီးတယောက်ကဘာခေါ်မเนาะတတိမိနေတာမိမျောနေတာဆိုတော့ तू ကနေုံကဆူတောင်းပေးမယ်နင်ကြမ်းမာချင်းလားနင်ကြမ်းမာချင်းတယ်ဆိုရင်ငါ့ကိုအာ signal တစ်ခုခုပြเนาะတင်ကြမ်းမာချင်းတယ်ဆိုတဲ့အကြောင်းကိုငါ့ကိုဟိုဘာလဲ signal တစ်ခုခုပြ ်เนาะတခါလေကျကျွန်တော်တို့ကသူမတို့အတကုံဆူတောင်းပေးချင်တာဒါမဲ့အဲ့ဒီလူကစမ်းမာချင်လားမစမ်းမာချင်ဘူးလားလည်းမသိဘူးလေเนาะအဲ့တော့အဲ့သူကမေးတယ်နင်စမ်းမာချင်တာစမ်းမာချင်ငါ့ကို signal ပြเนาะနင်စမ်းမာချင်တဲ့အကြောင်းငါ့ကိုတခုခုပြလို့ပြောတဲ့ခါမှာအဲ့ဒီအာအဲ့ဒီတတိမိနေတဲ့သူရဲ့လက်ကဒီလိုလှုပ်လာတယ်လက်လေးကဒီလိုလှုပ်လာเนาะလှုပ်လာတဲ့အခါโอเคရပြီအဲ့တော့ဆိုရပြီဆိုတော့သူကယုံကြည်ခြင်းနဲ့ဆူတောင်းပေးတဲ့အခါအဲ့ဒီမျိုးသမီးထပြီးတော့လိုက်လျှောက်ပြီးတော့စမ်းမာသွားတယ်ကျွန်တော်တို့ဖက်ကနေ ယုံကြည်ခြင်းနဲ့ခြေလှမ်းလှမ်းဖို့လိုအပ်တယ်အာမင်ကျွန်တော်ကျမ်းစာထဲမှာเนาะအာဣတရီလာလိုမျိုးတွေယေရီခေါမြို့ကိုတင်ပိုက်တဲ့ခါမှာဗာလဲအရှိမရှိတဲ့เนาะယစ်ပရောဟိတ်တွေကဗာလို့ရလဲအဲ့ဒီဂျော်ဒန်မြစ်ကိုစပြီးနင်းတဲ့ခါမှာဂျော်ဒန်မြစ်ကနှဖျားကွဲလာတာဖြစ်တယ်အာမင်မိုးပေါက်လာတာဖြစ်တယ်လာเนาะသူတို့မနေမချင်းဘာမှမဖြစ်ဘူးစပြီးတော့လှမ်းဖို့တော့ဖြစ်တယ် အာမင်ဖျားကမိတ်ဆွေကိုပေါ်ပြထားတယ်ဖျားကမိတ်ဆွေအသက်တာဇလုံးသားထဲမှာထည့်ထားတဲ့ယီမန်ချက်တွေ vision တွေရှိတယ်ဆိုရင်အဲ့ဒါတွေကိုဘာလို့ရမလဲကိုယ့်ဖက်ကနေစပြီးတော့လှုပ်ရှားဖို့လိုရတယ်စပြီးတော့စလှုပ်ဖို့လိုရတာအာမင်အိုကိုနော်တော့ကျွန်တော်မလှုပ်နိုင်သေးပါဘူးကျွန်တော်မလှုပ်နိုင်ကျွန်တော်ဒီဒီဒီလောက်လေးတော့ဆင်မပြေနိုင်ပါဘူးမလှုပ်နဲ့ရှိတဲ့အရာနဲ့စပြီးလှုပ်ကြည့်လိုက်နော်ခြေလန့်စလန့်လှုပ်နိုင်တဲ့ဟာကိုစပြီးလှမ်းအများကြီးမလှုပ်နိုင်တောင်မှကွာနော်ဥပမာ ကျွန်တော်အလုတ်ရမယ်လို့ယုံကြည်တယ်ဆိုရင်အလုတ်မရှိလဲမနေ့ဆွေးထရီမိုးချိုးပြီးတော့ဗာလဲအလုတ်သွားမယ်လို့ prepare လုပ်ထားလိုက်အဲ့လိုမျိုးယုံကြည်ခြင်းနဲ့စပြီးတော့ခြေလန်းလန်းဖျားသခင်ကအဲ့ဒါတွေ့တဲ့ခါကျရင် land ပို့ပြီးဖွင့်ပေးလာမှာဖြစ်တယ်အာမင်ကိုယ့်ဖက်ကနေမြေကြီးပေါ်မှာလာတဲ့ခါကျဗာလဲယုံကြည်ခြင်းကိုတွေ့မလားဖျားသခင်ကျွန်တော်ကိုတွေ့ပါတယ်အာမင်နောက်ဂျမ်ပိုက်တစ်ခုဖတ်ရအောင်နောက်ဆုံးဂျမ်ပိုက်နော် faith master class number 7နဲ့နောက်ဆုံးဂျမ်ပိုက်တစ်ခုမာသဲအခန်းကြီး10မှာဗာလဲတမှုဟာ excuse me တမူအားတင်သွားလို့ယုံကြည်တဲ့နေငယ်တင်နိုင်ဖြစ်စေဟုမိန့်တော်မူ၏ထိုခဏချင်းနဲ့သူ၏ငယ်သားဒီအနာယောကကေတတချင်းတို့ရောက်လေ၏ဆိုတော့ဒီဟာကတမူကြောင့်မတဲ့ရှိမှပါတဲ့ကြောင့်ရတမူကတခင်ယေရှုကိုပြောတယ်ကျွန်တော်ရဲ့ငယ်သားကနော်မကျမ်းမာဖြစ်နေတယ်နော်သူ့ကိုကျမ်းမာစေပါလို့ပြောတဲ့ခါမှာတခင်ယေရှုကဗါလဲကျမ်းမာစေလို့ပြောတဲ့ခါမှာကျမ်းမာတော်တယ်ရအဲ့ဒါကိုတခင်ယေရှုကတမူဘာပြောလဲတင်ယုံကြည်တဲ့အတိုင်းယုံကြည်သည်နဲ့ညီတင်တိုင်းဖြစ်စေတဲ့ ကျွန်တော်မိတ်ဆွေကျွန်တော်ဒီကကျွန်တော်ဆုံးသက်ပြီเนาะမိတ်ဆွေပါယုံကြည်လေအသက်တာထဲမှာမိတ်ဆွေနှလုံးသားထဲမှာဘုရားသခင်ပါထည့်ထားပေးလေအာမင်မိတ်ဆွေအဖြစ်လူရောက်ထောင်တောင်းတိမ့်တက်မှာကเนาะအာလူတွေကောင်းကင်နိုင်ငံရောက်ဖို့လာဒါမှမဟုတ်လေမိတ်ဆွေရဲ့မိသားစုအတွက်လာမိတ်ဆွေရဲ့ကျမ်းမာခြင်းအတွက်လာမိတ်ဆွေပါအတွက်ယုံကြည်လေမိတ်ဆွေစပြီးယုံကြည်တဲ့အရာတော့စပြီးခြေလှမ်းလမ်းပါယုံကြည်ခြင်းနဲ့စပြီးခြေလှမ်းလမ်းပါ အာမင်တလန်းလှမ်းတဲ့ခါကျတတောင်းလမ်းပွင့်လာလိမ့်မယ် ်အာမင်မိတ်ဆွေဖက်ကခြေတလန်းလမ်းလို့ရှိဖျားတခင်မိတ်ဆွေကိုတတောင်းနော်အာမင်ကျွန်တော်တို့ကအာဒီလူဆိုတော့လေကျွန်တော် Faith Master Class Number 1မှာပြောတလို့ပဲနော်ဟိုမြင်ရမှတွေ့ရမှစပြီးယုံကြည်ခြင်းတာဖျားတခင်အဲ့လိုမဟုတ်ဘူးယုံကြည်ခြင်းနဲ့စပြီးခြေလမ်းလမ်းအာမင်ပြီးမြင်ရမယ်အာမင်ယုံကြည်ခြင်းနဲ့စပြီးခြေလမ်းလမ်းပြီးမြင်ရမယ်တင်တော့ဒီစုဂျေဇုကိုရမိဟုယုံကြည်ရမယ်တဲ့အာမင် excuse me ထိုတို့ပြုလင်ရကြလိမ့်မယ်တဲ့ဆိုတော့ကိုကဆူတောင်းတဲ့ခါကျရမယ်ဆိုတော့ယုံကြည်စပီးချေလန်လန်အာမင်ဒီကနေ့ faith and action mix with စပီးချေလန်လန်ကျမ်းစာထဲမှာခုနကျွန်တော်ပြောထားတဲ့လူတွေရဲ့အကြောင်းเนาะကျွန်တော်အတူကောက်လေးတွေပဲကျွန်တော်ရေးထားတယ်เนาะပြန်ပြီးလေ့လာကြည့်ပါเนาะအဲ့ဒါတွေကိုပြန်ဖတ်ကြည့်ပါနာမည်ယုံကြည်ခြင်းနဲ့စပီးခြေလန်းလန်းတဲ့အခါဖျားတကယ်အနောက်ကနေလမ်းပူပွင့်ပေးလာတာ ဖြစ်တယ်။အာမင်။မာကုထဲမှာပါတဲ့အကြောင်းရပါလေ။တငယ်ချင်း၄ယောက်က သခင်ယေရှုရှိမှာအခေါင်မိုးကိုဖွင့်ပြီးတော့ချပေးတဲ့ခါမှာသခင်ယေရှုသူတို့ရဲ့ယုံကြည်ခြင်းမြင်တဲ့ခါမှာလည်းတင်းအိယာကိုဆောင်ရွက်ထပြီးလမ်းလျှောက်တော့တယ်အာမင်ကျွန်တော်တက်တာထဲမှာယုံကြည်ခြင်းနဲ့စပြီးလုပ်တယ်ဆိုရင်ဘုရားသခင်ကပါလဲဆက်ပြီးတော့တာဝန်ယူသွားတာဖြစ်တယ်အာမင်ဒီအကြောင်းအရာနဲ့ကျွန်တော်ခွန်အားပေးလိုက်ပါတယ်ဒီကျမ်းစာဒီ Faith Master Class တောက်လျှောက်မှာအာကျွန်တော်နဲ့တူချင်းယူပြတဲ့အတွက်ကြောင့်ယေရှုတင်နဲ့ကျွန်တော်ကိုယ်တိုင်လည်းအရာခွန်အားရပါတယ်ဘုရားသခင်ကောင်းချီးပေးပါစေနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်